မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 5ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာ Bimstar အစည်းအဝေးတက်ရောက်ခဲ့တဲ့အကြံဖတ်ခေါင်းဆောင် Main Online ဟာအစည်းအဝေးပြီးတာနဲ့တမတ်ရက်ထက်စောပြီးတော့ညာရင်းချင်းကိုနေပြီးတော့ကိုပြန်လည်ထွက်ခွာလာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ခေါင်းဆောင် Main Online ဟာမနေ့ကည9နာရီမှာ ဘန်ကောက်မြို့ကနေထွက်ခွာလာပြီးတော့ည10:00နာရီကျော်အချိန်မှာနေပြည်တော်ကိုပြန်လည်ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ AP လ3ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုစစ်တပ်အထူးလေယာဉ်နဲ့ထွက်ခွာခဲ့ပြီးတော့ AP လ4ရက်နေ့မှာ Beamstar အစီအဝေးတက်ရောက်ခဲ့တဲ့အချမ်းဖတ်မင်းအောင်လှိုင်ဟာမနေ့ညကညရင်းချင်းကိုထိုင်းနိုင်ငံဘန်ကောက်မြို့ကနေနေပြည်တော်ကိုပြန်လည်ထွက်ခွာလာတယ်လို့သိရပါတယ်။မူလကပြန်ပြန်တတ်မှတ်ထားတဲ့ရက်ဟာ AP လ9ရက်နေ့မနက်ပိုင်းမှာမှ ဘန်ကောက်မြို့ကနေနေပြည်တော်ကိုပြန်လဲထွက်ခွာရန်ပတ်မှတ်ထားခြင်းဖြစ်တော်လဲဧပြီလ၄ရက်နေ့ညရင်းချင်းပဲနေပြည်တော်ကိုပြန်လဲထွက်ခွာလာခဲ့တယ်လို့သိရပါတယ်။မင်းအောင်လိုင်ရဲ့ထိုင်းနိုင်ငံအသွားပြန်ခရီးစဉ်တက်မှတ်အချိန်စရားဟာဧပြီလ၃ရက်နေ့မှာစစ်တပ်အထူးလေယာဉ် Fokker 70 F28 0070လေးရအမှတ်002ဟာအပီလ3ရက်နေ့မှာနေပြည်တော်ကနေဘန်ကောက်ကိုစစ်ကောင်းဆောင်နဲ့နိုင်ငံသားရေးဝင်ကြီးကိုတွားရောက်ပို့ဆောင်ပြီးတော့နေပြည်တော်ကိုပြန်လဲစိုက်ကတ်ခဲ့တယ်လို့သိရပါဗျာ။ ဧပြီလ၄ရက်နေ့မှာနေပြည်တော်ကနေဘန်ကောက်မြို့ကိုသွားပြီးတော့ညအိတ်ရန်နာကဧပြီလ၅ရက်နေ့မနက်ပိုင်းမှာအချက်ဘတ်စစ်ခေါင်းဆောင်တဲ့အဖွဲ့ကိုဘန်ကောက်ကနေနေပြည်တော်ကိုပြန်ခေါ်ရန်တတ်မှတ်စီစဉ်ထားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်အတွားစစ်တပ်ကအထူးလေရင် Fokker 70 F28 00070လေယာဉ်အမှတ်002ကိုဒုဗိုလ်မှူးကြီးမင်းမင်းစိုးကလေယာဉ်မှူးဖြစ်နေ၎င်းဗိုလ်မှူးနေထွန်းဦးကအခုလေယာဉ်မှူးဗိုလ်ကြီးမင်းမင်းထိုက်ကအခုလေယာဉ်မှူးနဲ့ ဘိုးကြီးအောင်ကျော်မြင့်ကလေးချောင်းအင်ဂျင်နီယာအဖြစ်၎င်းဘိုးကြီးဒေါ်ချိုတတ်ထားကလေးချောင်းလမ်းညွန်အရာရှိအဖြစ်၎င်းပို့ဆောင်ခဲ့ရတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့အချိန်ထိုင်းကကြောင်းသားများနဲ့ထိုင်းပြည်သူများရဲ့ဆန္ဒပြမှုများကြုံတွေ့နေရတဲ့အပြင်အာဂျင်တီးနားတရားရုံးကလည်းမင်းအောင်လှိုင်ကိုဖမ်းဆီးပေးရန်ဖမ်းဝရမ်းကိုနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုထံကိုပေးပို့ပြီးတော့မင်းအောင်လှိုင်ကိုဖမ်းဆီးပေးရန်မြစ်တာရက်ခံမှုများလည်းဖြစ်ပေါ်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးမြို့ပေါ်မှာရုပ်အလောင်းများပြတ်မဖော်နိုင်သေးတဲ့နေရာများစွာရှိနေပြီးတော့မြေတူးဆက်များငားရန်ကများဟာလဲ သိန်းရာချီအထိဈေးတွေမြင့်တက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းတဲ့မြင်းငလင်ကြောင်မန္တလေးမြို့ဟာ80ရာခိုင်နှုန်းခန့်ပျက်စီးသွားပြီးတော့လက်ရှိအချိန်ထိအပျက်စီးများအလုံးရှင်းလင်းနိုင်ခြင်းမရှိသေးပဲရုပ်အလောင်းများစွာကိုလည်းတူးဖော်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ရုပ်အလောင်းများတူးဖော်နိုင်ရန်အတွက်မြေတူးဆက်များငှားရမ်းကများဟာလည်းများစွာမြင့်တက်နေပြီးတော့ သိန်းကိုရာချီပြီးတော့ပေးဆောင်နိုင်မှသာငှားရနိုင်တယ်လို့သိရပါဗါးအခုလိုမျိုးငှားရငှားများမြင့်တက်နေတော့လေငွေကြေးချမ်းသာတဲ့သူများစစ်တပ်နဲ့ပတ်သက်တဲ့သူများက၎င်းတို့ရဲ့မိသားစုဝင်များကိုအချိန်ပိုင်းအတွင်းမှာအကဲထုတ်နိုင်ခြင်း ်ရုပ်အလောင်းများတူဖို့ယူဆောင်နိုင်ခြင်းများရှိနေပြီးတော့အခြေခံလူဒန်းစားတွေကတော့တင်ဆုံးမှုတွေများပြားနေတယ်လို့သိရပါဗါဒါအပြင်ငွေကြေးချမ်းလာတဲ့သူများဟာမြို့ကိုစွန့်ခွာပြီးတော့ထွက်ခွာသွားကြတော့လေအခြေခံလူဒန်းစားတွေကတော့မြို့ပေါ်မှာပဲအခက်အခဲတွေများစွာနဲ့ကြံ့နေခဲ့တယ်လို့သိရပါဗါလက်ရှိအချိန်မှာမန္တလေးမြို့ပေါ်မှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းများပြတ်တောက်နေစေဖြစ်ပြီးတော့ Wi-Fi ညားကိုသာအဓိကထားပြီးတော့အသုံးပြုနေရတယ်လို့သိရပါဗါညအချိန်ဒီမှာလဲလျှက်စစ်မီမရတဲ့အတွက်တခိုးဓမြတွေပေါများနေပြီးတော့ အကြမ်းဖက်စစ်ကောင်စီတပ်သားများတွေကလည်းပျောက်ဆုံးနေကပြည်သူတွေကသူတို့အစာကင်းဆောင်ပြီးတော့လုံခြုံရေးယူပေးနေရတယ်လို့သိရပါတယ်။ကုန်စည်နှုန်းများဟာလည်းဇက်တိုက်မြင့်တက်နေပြီးတော့ပြည်သူများဟာပရိုက်တာလှုပ်ဆောင်သူများရဲ့လာရောက်လှူဒန်းမှုများနဲ့ဆက်လက်ပြီးတော့ရပ်တည်နေရတယ်လို့သိရပါတယ်။ပြည်နေတဲ့အလောင်းတွေကိုဖော်ဖို့မြေတူးဆက်မှားဖို့ကလည်းအရန်ကိုဈေးကြီးပါတယ်။အိမ်တွေမှာငွေသိန်း100လောက်ရှိမှမြေတူးဆက်မှားပြီးတော့ဖော်လို့ရမယ့်အခြေအနေပဲ။အနောက်တွေကလည်းအရန်ကိုနမ်းနေပြီးမြို့ကြီးကတော်တော်ကြီးကိုစိုးဝါးသွားပြီးအလောင်းတွေမထုတ်နိုင်တဲ့နေရာတွေကအများကြီးပဲ။ တထေးတွေချမ်းသာတဲ့သူတွေအတွက်ကတော့ပတ်စံတွေပေးပြီးတော့အလောင်းတွေကိုထုတ်ကြတာပေါ့တချို့နေရာတွေမှာအသက်ရှင်လျက်နဲ့ရှိနေနိုင်တဲ့နေရာတွေကြတော့အတန်တွေလည်းကြားနေရတာပေါ့ဘယ်သူမှမကူညီနိုင်ကြပါဘူးပရိဒတ်အသင်းတွေလည်းအများကြီးလိုအပ်နေတာပေါ့မန္တလေးမြို့ရဲ့ပျက်စီးမှုက80ရာခိုင်နှုန်းကျော်လောက်တဲ့အထိအနေထားပါပဲပတ်စံရှိတဲ့သူတွေကတော့မြို့ကိုစွန့်ခွာသွားကြပေမဲ့အခြေခံလူဒန်းစားအများစုကတော့ခိုကပ်နေကြရတာပေါ့သွားစရာနေရာမရှိဘူးလေတခိုးဓမြတွေကလည်းတော်တော်ပေါ်ပါတယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်မန္တလေးမြို့85လမ်းလမ်း30 ယ်ကြားမှာရှိတယ်။ရွှေမြမာထမင်းဆိုင်ပြိုကျမှုမှာလဲဆိုင်ရှင်ကငွေချက်300ပေးပြီးတော့အမည်စရင်းများနဲ့မြေတူးဆက်ငှားရမ်းပြီးရုပ်အလောင်းများကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။အမည်စရင်းထဲမှာပါဝင်တဲ့သူတွေရဲ့ရုပ်အလောင်းများကိုတော့ရှာဖွေတွေ့ရှိခဲ့ပြီး ဆက်လက်ပြီးတော့ရှာဖွေရေးလှုပ်ဆောင်ခြင်းမရှိတဲ့အတွက်ကြောင့်ကြံရှိနေတဲ့သူတွေရဲ့အပုံနဲ့များဟာလက်ရှိအချိန်အထိထွက်နေတယ်လို့သိရပါဗျ။ရွှေမြန်မာထမင်းဆိုင်ပြိုကျမှုမှာဝန်ထမ်းတွေနဲ့ထမင်းလာစားတဲ့သူတွေတိုက်ပြိုကျပြီးတော့တိတ်ဆုံးသွားပါတယ်။စိုင်းပိုင်ရှင်ကတော့ရေသွားချိုးနေလို့အသက်မသေးဘဲနဲ့ကံကောင်းပြီးလွတ်သွားတယ်။သူ့ရဲ့သားနဲ့ဝန်ထမ်းတွေပိတ်မိနေလို့သူတို့ကတော့ပတ်စံရှိတော့ကိုယ်အစီစဉ်နဲ့ကိုရှင်းလင်းတာမြေတူးဆက်ငားရန်ကပိတ်နိုင်ရအောင်ပေးလိုက်ရတယ်။လူ၅ယောက်ရဲ့ရုပ်အလောင်းတွေကိုအမည်စရင်းနဲ့ပေးပြီးတော့ရှာခိုင်းတာ။ တခြားယုတ်အလောင်း၄ခုပါတွေ့ပြီးတော့ယုတ်အလောင်း၉လောင်းရှာဖွေတွေ့ရှိခဲ့ပါတယ်သူတို့စရင်ပေးရတဲ့သူ၅ယောက်ကိုတွေ့လဲတွေ့ရောစက်မရှာတော့ဘဲနဲ့ကြံတဲ့ယုတ်အလောင်းတွေကတော့အခုတည်းကအောက်ထဲမှာရှိနေပါသေးတယ် အပုံနဲ့နေထွက်နေတာတခြားနေရာတွေမှာလည်းတိုက်အပြိုအပြက်တွေကိုပိုင်ရှင်တွေကတိမ့်ရာချီအကုန်ကြခံပြီးတော့လှုပ်ဆောင်နေကြရပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင်အကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများဟာလည်းကုညီကယ်ဆယ်ရေးထောက်ပံ့မှုတွေကိုမလှုပ်ဆောင်ဘဲနဲ့အိမ်တော်စုတစုကိုအစင်းတိုင်က9000ကျပ်တတ်မှတ်ပြီးတော့ငွေကြေးရှာဖွေမှုများကိုသာလှုပ်ဆောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ငန်းလျင်သတင်းကတော့မန္တလေးတိုင်း60မြို့အနီးကိုဗဟုပြုပြီးတော့နှုတ်ခတ်ခဲ့တဲ့ပြင်းအား၄.၈အဆင့်ရှိတဲ့ငန်းလျင်လှုပ်ခတ်သွားကြောင်းအမေရိကန်ဘူမိပေဒငန်းလျင်စောင့်ကြည့်ရေးအဖွဲ့ USGS ကထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ၄ရက်နေ့ည9:55မိနစ်အချိန်မှာ60မြို့ရဲ့အနောက်ဘက်9ကီလိုမီတာ အနက်10ကီလိုမီတာကိုဗဟုပြပြီးတော့ပြင်းအား၄ .8 အဆင့်ရှိတယ်။ငလင်ကြီးလှုပ်ခတ်သွားတယ်လို့သိရပါတယ်။လူကိုကန်ရိုက်လိုက်တယ်လို့ပဲမြောက်တက်သွားတာ။အဲ့ဒီငလင်ကပြင်းတယ်လို့ခန်းစားရတယ်။ရင်းတွေတောင်တုံတယ်လို့ကြောက်စင်မျိုးကဒေသခံပြည်သူတို့ကပြောပြထားပါတယ်။မနေ့ကည9:55မိနစ်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကိုမန္တလေးအပါအဝင်မြို့ကြီးများမှာသိရှိခန်းစားခဲ့ရပြီးတော့ပြည်သူအများထိတ်လန့်တုန်လှုပ်နေကြတယ်လို့သိရပါတယ်။မက်လ28ရက်နေ့ကလေးကညတိုင်းနေ့တိုင်း နောက်ဆက်တွဲငလျင်နေလှုပ်နေတာအခုချိန်ထိကိုမရက်သေးတော့ဘလို့တော့အိမ်ပြန်ရမလဲစဉ်းစားလို့မရဘူးလို့မန္တလေးကျုံနှဘေးမှာယာယီတဲနဲ့နေထိုင်နေသူမန္တလေးမြို့ကန်တို့ကရှင်းပြထားပါတယ်မက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တယ်။ပြင်အား9တက်သမ9အဆင့်ရှိတဲ့ငလျင်ကြောင်းလက်ရှိမှာပြည်သူအယောက်3000ကျော်တိတ်ဆုံးသွားတယ်လို့စစ်ကောင်စီနဲ့ NUG ကတရားဝင်သတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကမလင်းဘေးဒဏ်တင်းတဲ့ပြည်သူတွေအတွက် American ပြည်ထောင်စုကဒေါ်လာ9တန်းထပ်တိုးပြီးတော့ထောက်ပံ့ကူညီသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American အစိုးရရဲ့ဘေးအန္တရာယ်ကျွမ်းကျင်ပညာရှင်တွေကနဦးလေးလာတုံးတက်ချက်အရာ ထပ်မံပြီးတော့ကုညီဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ American တန်ယုံကထုတ်ပြန်လိုက်ပါတယ်။ Matchla 31ရက်နေ့ကကြေညာခဲ့တယ်။ American Dollar နှစ်တန်းနဲ့အတူအခုထပ်မံပြီးတော့ပေးအပ်သွားမယ်။အထောက်ပံ့တွေကနေတစင်ငလင်းဘေးဒဏ်တဲ့နဲ့ဒေသတွေအတွက်နားခူရစားနပ်ရိက္ခာစေဝါပစ္စည်းတွေနဲ့တောက်သုံးရေတွေကိုပေးအပ်လှူဒန်းသွားမယ်လို့သိရပါတယ်။အဲ့ဒီအလုံငွေတွေအလုံးမြင်းမြင်းမှာတကယ်ဒုက္ခရောက်နေကြရတဲ့မြင်းကလင်းဘေးဒုက္ခဒဲဒီစီကိုတပြားမကျန်အပြည့်အဝဓာတ်ရိုက်ရောက်ရှိနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့နေပြည်တော်တက်ကုန်းမြို့မကြီးပင်ရွာကလူငယ်9ဦးကိုစစ်မှုထမ်းခိုင်းရန်အတွားစစ်တပ်နဲ့ပြူစောထီးများကနေအိမ်ထဲထိကိုအတင်းအဓမ္မဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဧပြီလ3ရက်နေ့မှာတက်ကုန်းမြို့မကြီးပင်ရွာကလူငယ်9ဦးကိုအကြမ်းဖက်စစ်တပ်နဲ့အတူပြူစောထီးအောင်စိုးကြောက်ခဲခေါ်အောင်မြင့်နဲ့တာရင်တို့ဦးဆောင်တဲ့အဖွဲ့ကစစ်မှုထမ်းခိုင်းရန်နေအိမ်ထဲထိဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။ပြူစောထီးအဖွဲ့ကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့် မကြီးပင်ရွာကကိုပြည့်စုံဦးကိုဝနာကျော်နဲ့ကိုသိန်းထိုက်ဦးအပါအဝင်ခွနဦးဖမ်းဆီးခံရပြီးတော့ဘယ်နေရာကိုခေါ်ဆောင်သွားတယ်ဆိုတာကိုတော့မသိရသေးပဲလက်ရှိအချိန်ထိမိသားစုဝင်များနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်အဲ့ဒီဖမ်းဆီးခံရတဲ့လူငယ်ခွနဦးဟာ ငွေကြေးဆင်းရဲတဲ့အခြေခံလူလန်းစားမိသားစုများကလူငယ်များဖြစ်ပြီးတော့အခုလိုမျိုးဆင်းရဲနွမ်းပါသူတွေကိုပြစ်မှတ်ထားပြီးတော့ပြူစောတိတွေကပေါ်တာဆွဲဖမ်းဆီးခြင်းများကိုလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါဗျ။နေပြည်တော်တက်ကုန်းမြို့မကြီးပင်ကြီးပါမှာစစ်မှုထမ်းအတွက်လူငယ်ခဏဦးမတရားဖမ်းဆီးခံလိုက်ရပါတယ်။ပတ်စံချမ်းသာတဲ့မိသားစုအတိုင်းဝိုင်းနောက်ခံတောင်းနေတဲ့သူတွေကိုတော့စစ်မှုထမ်းအတွက်ခေါ်ယူခြင်းမလုပ်ရဲကြပါဘူး။အခုကအစင်မပြေပဲဆင်းရဲပြီးတော့နောက်ခံမိသားစုအတိုင်းဝိုင်းမကောင်းတဲ့သူတွေကိုပြစ်မှတ်ထားပြီးတော့ဖမ်းဆီးနေတာမျိုးပါ။ စစ်မှုထမ်းတဲ့ပတ်သက်တဲ့အရာတွေကိုအုပ်ချုပ်ရေးမှုတွေကသူတို့ကိုယ်တိုင်လုပ်တာမဟုတ်ပါဘူးအုပ်ချုပ်ရေးမှုရဲ့လက်အောက်မှာရှိတဲ့စေအိမ်ခေါင်ပြူစောတိအဖွဲ့အစည်းတွေကပတ်စံရလို့အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာမျိုးတွေလုပ်နေပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အချက်မဲ့စစ်ကောင်စီကအခုအေပီလာအတွင်းမှာဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်နိုင်ငံတော်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလှုံ့ဆော်လျက်ရှိတယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမော်မျိုးသိန်းတိုက်ပွဲအတွင်းမှာဖမ်းမိခဲ့တဲ့စစ်ကောင်စီတပ်သားများတဲ့ကစစ်ကောင်စီကနှီးမျိုးစုံနဲ့အထမစူဆောင်းထားတဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေလည်းပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗမော်တိုက်ပွဲမှာဖမ်းမိခဲ့တဲ့တပ်သားစီတူအောင်တပ်သားအောင်မိုးတပ်တို့ရဲ့ထွက်ဆိုချက်များကိုဖော်ပြခဲ့ရမှာစစ်ကောင်စီကကြောင်းသားနဲ့အလုရှာနေတဲ့သူတွေကိုစစ်သားတဲ့အဖြစ်နဲ့စူဆောင်းခဲ့ခြင်းဖြစ်တယ်လို့ကာယကံရှင်ကိုတိုင်ကအခုလိုမျိုးဝန်ခံပြောဆိုထားပါတယ်။ဆန်ပြည်နယ်တို့အဲဒီကျူရှင်းအောင်ပြန်လာတာ အလိုရင်းပြလာတာည7နိုင်ခွေ17နိုင်လောက်ရှိအဲ့တော့ဟိုပကင်းကနေတွေ့တာညဘက်ပကင်းကနေတွေ့တော့သူလေမူးမူးနဲ့ဖမ်းတာအဲ့တော့လာအုတ်ကြီးရတယ်လူလူနေတော့ကျွန်မျက်စိကြောက်ရပုံစံဖြစ်သွားအားကြောင့်ကျွန်တော်ထဲလိုက်အမ်ပြောလို့မရဘူးကျွန်ဆောင်းဝဲဖြစ်နေတယ်ဆိုရှားတယ်ဘာမှမဟုတ်ဘူးခဏပဲတဲ့ညနေဆိုတာလေဖင်းနေခေါင်းလေးပြီးအောင်ပဲဆိုလို့ထဲလိုက် အခုလိုမျိုးတက်သားအောင်မိုးတက်ကပြောဆိုထားပါဗျ။ဒါအပြင်ပြည်သူစစ်များစစ်မတိုက်ရဘူးဆိုပြီးတော့စစ်ကောင်စီကပြောဆိုထားတော့လေရှေ့တန်းစစ်မြေပြင်တွေကိုစေလွတ်ခံရအကြောင်းကိုလည်းဝန်ခံပြောဆိုထားပါတယ်။သူတို့ပြောတာတော့ပြည်သူစစ်တွေအားလို့စစ်မတိုက်ရဘူးပေါ့။အဲလိုမြူရင်းလုံးရွေရီလုံးလို့မလုပ်လဲအဲလိုပကင်းနေနေပေါ့။အဲလိုလူရောမယ်ရက်ကွက်မှနဲပါပြော့။မြူရင်းပကင်းလောက်ပဲဗျ။ဒါမှမဟုတ်လေမြူရင်းစစ်စင်ကြီးလောက်ပဲ။မြူရင်းစစ်စင်ကြီးဆိုတာ အလိုရောက်ရမှာလို့စူပူလာပါညာတို့အနည်းမလက်ချင်းအလားလောက်ပဲပြောတာရှင်ရန်ထွက်မလို့မပြောဘူးအပြီးလည်းပြောရှင်ရန်ပို့လာအလိုကြီးအခုလိုမျိုးတက်သားအောင်မို့တက်ကရှင်းပြထားပါဗျာ စစ်ကောင်စီတပ်များဆုတ်ခွာတဲ့အချိန်မှာကြံ့ရိတ်ခဲ့ပြီးတော့ဇန်နဝါရီလ28ရက်နေ့မှာ KIA တပ်ဖွဲ့ဝင်များရှိရာကိုတွားရောက်ပြီးတော့အလင်းဝင်ခဲ့တယ်လို့၎င်းကရှင်းပြထားပါတယ်။အလင်းဝင်လာတဲ့တပ်သားများနဲ့အတူလက်နက်ခဲယမ်းများကြီးစံများဗုံးဒီများလည်းပါလာကြောင်းကာယကံရှင်တွေကထွက်ဆိုထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လိုင်းအင်အားစုများကပြည်သူ့စစ်မှုထမ်းတပ်သားတဲ့များအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာရတဲ့နီလန်းနဲ့တော်လိုင်းတပ်ဖွဲ့များနဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်ကြရန်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်ရဲ့အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအများဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ